ငလင်ကြောင့်ကဘာကျော်ဥပိန္ဒရာကြီးဘာဖြစ်သွားသလဲမင်္ဂလာပါအော်ဒီယိုပိုင်းစောနိုင်မှကြိုဆိုပါတယ်စခရစ်ကမှာတော့ငလင်ကြောင့်ကဘာကျော်ဥပိန္ဒရာကြီးဘာဖြစ်သွားသလဲဆိုတာကိုတင်ဆက်ပေးပါမယ်ဘာဖြစ်သွားသလဲဆိုတော့အတူတုံးဖြေရမယ်ဆိုရင်တော့ဘာမှမဖြစ်ပါဘူးဒီထက်ပိုပြီးတိတိကျကျဖြေရမယ်ဆိုရင်တော့ဖြစ်ဥပိန္ဒရာအရှိထိတ်ကစပြီးရှောက်မယ်ဆိုရင်ပထမဇယအကျော်လေးမှာတရားရဲ့တိုင်၄၅ခန်းစာလောက်တော့ တောင်ဘက်ကိုအနှမ်းငယ်ဆိုင်ပြီးစောင်းသွားတာတွေ့ရပါတယ်။ဂျိုင်သွားပေမဲ့လည်းလူတွေဖြတ်တန်းသွားလာလို့တော့ရပါသေးတယ်။ဒါပေမဲ့လို့အဲ့ဒီနေရာကလူအများဝိတ်ကိုမခံနိုင်မှဆိုးတာရဲ့။နောက်ဆက်တွဲငလျင်တွေကရမသွားသေးတဲ့အတွက် တရားပေါ်လျှောက်ဆယ်မှာငလျင်လှုပ်ခဲ့ပါက အနေအဖြစ်မှဆိုးတဲ့အတွက်ရကြောင်းတရားကိုယာယီပိတ်ထားရလို့သိရပါတယ်။ပြီးခဲ့တဲ့မန္တလေးငလျင်ကြီးလှုပ်တဲ့ 28ရက်3လ2025ရက်နေ့ဟာလောက်ခွေဥပုံနဲ့ဖြစ်တာကြောင့်အလောက်တွေဈေးတွေပိတ်လို့တရားကိုအပန်းဖြေလာတရားပေါ်ကိုလမ်းလျှောက်သူတွေမနှဲဘူးလို့သိရပါတယ်။ဒါပေမဲ့လို့ပြင်းထန်တဲ့ငလျင်ကြီးရုတ်တရက်လှုပ်ခတ်ချိန်မှာတော့လျှံအကမရှိတဲ့တရားပေါ်ကပြောက်ကျသူမရှိခဲ့ဘူးလို့သိရပါတယ်။ငလျင်လှုပ်ပြီးတဲ့အခါတရားပေါ်တက်ရင်အနေရဖြစ်မှာဆိုတဲ့အတွက်တရားနှစ်ဖက်ထိပ်အစတွေကိုပိတ်ခတ်ပေမဲ့ ငလင်ပြီးလို့တပတ်လောက်ကြာတဲ့အခါမှာတော့ငလင်တန်းတဲ့ပြည်သူတွေကို လာကူရင်တရားရောက်လို့မှတ်တရတပ်ပုံရိုက်ချင်သူများရိုက်လို့ရအောင်အပိတ်ကိုဥပိတ်တရားဆိုင်ပုတ်အလွန်ထိနောက်ဆုတ်ပြီးပိတ်ခဲ့လို့သိရပါတယ်ဥပိတ်တရားအနောက်ဘက်ထိပ်ကတောင်မင်းကြီးမြတ်စွာဘုရားကတော့ငလင်အကြောင်းတိခိုက်မှုတွေများစွာရှိခဲ့ပါတယ်ဥပိတ်တရားအနောက်ဘက်မေဇရန်တစ်လျှောက်ကစားတောက်ဆိုင်များတော့တိခိုက်ပြိုလဲတဲ့အခန်းတွေရှိခဲ့ပေမဲ့ကြာရှိနေတဲ့ဆိုင်တွေကတော့ ပုံမှန်အတိုင်းပြန်လဲရောင်းချအသက်ဝင်စားပြုနေပါပြီငလင်ဘဲလူရင်းနဲ့လမ်းကြုံလို့ကောငလင်ငှားရရှိခဲ့တဲ့စိတ်တန်ရာတွေကုစားဖို့အတွက်ပါဥပိန်တရားတဝိုက်ကို လာရောက်အပန်းဖြေစိတ်အနာယူကြသူတွေတဖြည်းဖြည်းများလာရလို့သိရပါတယ်တရားပေါ်မှာဈေးရောင်းပြီးအသက်မွေးမြူကြရတဲ့ကောင်းရပြတ်ထိုးဈေးသမားကတော့28ရက်နေ့ကပြင်းထန်တဲ့ငလင်ကိုတရားပေါ်မှာတွေးပြတ်ထိတ်လန့်ပွဲကြုံခဲ့ရတဲ့အတွက် အခုထိကြောင်းဆိုင်တွေမပြေသေးပဲတရားဘုံလမ်းတောင်မလျှောက်ရဲသေးဘူးလို့သိရပါတယ်အခုချိန်မှာတရားဘက်ကို စိတ်ပန်းပြေလျှောက်ချင်တဲ့သူတွေအတွက်သတင်းပါလို့တာကတရားဘုံမှာဥပိန်တရားဆိုင်ဖို့အလွန်မှာပိတ်ထားလို့တရားအလဲဇရက်တွေထီတော့လျှောက်လို့မရပါဘူးဥပိန်တရားဆိုင်ဖို့နားထီတော့ဓာတ်ပုံရရင်လျှောက်လို့ရပါတယ်တရားနေဝန်ကျင်ကဈေးသက်တွေစားတောက်ဆိုင်တွေရတော့ဝိုင်းရဲအတွက် ဆိုင်တွေပြန်ဖွင့်နေပြီဖြစ်လို့တောင်သမန်ကံပတ်လမ်းပေးတံတားထိုက်နဲ့မယ်ဇယ်တန်းကဆိုင်များမှာဒါရောက်အပန်းဖြေစားသားလို့ရပါတယ်ဆိုတဲ့အကြောင်းပြောကြရင်ကျွန်တော်ရဲ့တင်ဆက်မှုကိုအဆုံးသတ်လိုက်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရတွေဝေးကွာကြပါစေဗျာ